ဟယ်လိုအားလုံးမင်္ဂလာခင်ဗျာကျွန်တော်ဒီဘရိုမီတာတွေသဘောကြားလို့ပေါ့နော်အခု TikTok မှာနာမည်ကြီးနေတဲ့ LV တို့ MS တို့ brand တွေကတရုတ်ပြည်မှာပဲအကုန်ထုတ်ပြီးမှတစ်စိတ်တည်းရိုက်ပြီးဈေးတွေအများကြီးတင်ရောက်လာလို့ဆိုတော့ကျွန်တော်ပြောပြသွားချင်ပါတယ်ခင်ဗျာပထမဆုံးပေါ့နော်အဲ့ဒါကိုပြောခင်ကျွန်တော် luxury product တွေက body ကိုရောင်းစားလဲဆိုတော့ကျွန်တော်ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာသူတို့က they don't sell the product သူတို့ကပစ္စည်းတွေကိုချိန်ညာပြီးရောင်းစားတဲ့ company မျိုးမဟုတ်ပါဘူးခင်ဗျာသူတို့က body ကိုရောင်းလဲဆိုရင် they sell the story သူတို့ကဘလို့ story မျိုးလေးကိုရောင်းလာဆိုရင်သူတို့ကဒီပစ္စည်းတစ်ခုကိုထုတ်ဖို့ဘယ်လောက်ကြာတယ်ဒီအိတ်ကိုချုပ်ဖို့တော့နှစ်နေဆက်တန်း အတွေ့အကြုံရှိတဲ့လူမှချုံရတယ်အဲတော့ဘလို့ဘလို့အစားစားမလို့ဒီပစ္စည်းကိုဘလို့ဘလို့ဆိုပြီးသူတို့ story ကိုရောင်းစားတာဖြစ်ပါလိမ့်မယ်နောက်တစ်ခါပါဗောနော်သူတို့က emotion ကိုရောင်းစားတာဖြစ်ပါလိမ့်မယ်ဘလို့ emotion လူတွေကိုသူက psychology တွင်းလာတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်သူတို့လူတွေကိုမေးလိုက်ဗောနော် LVA တို့ MS တို့ကိုင်တဲ့သူတွေအများစုသူတို့ quality ကောင်းလို့လားဆိုရင်မဟုတ်ဘူးပေါ့နော်သူတို့ကဒီဟာကိုကင်လိုက်ရင်သူတို့စိတ်ထဲမှာ self confidence ပုံမြင့်သွားတယ်ဒါလေးကင်ပြီးပွဲသွားလိုက်ရင်ဒါလေးကင်ပြီးဝတ်သွားလိုက်ရင်လူကြားမှာ self confidence ပုံမြင့်တယ် ီးတော့သူတို့ကဒီဟာ batch တစ်ခုလို့ဖြစ်နေရပါတော့ဒီတစိ့လေးကသူတို့ဒီမှာဒီတစိ့ကတ်လိုက်ပြီဆိုတာနဲ့ ED level တန်းတွေဝင်သွားတယ် psychology ကိုသူတို့ကလူတွေကိုတွေးပြီး emotion ကိုရောင်းချတာဖြစ်ပါတယ်ခင်ဗျာအဲကြောင့် quality ကောင်းလားဆိုရင်သူ့ဘာသူတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လူတွေက quality ထက်ကိုပေါ့နော်သူတို့ရဲ့ psychology တွေးထားတဲ့ emotion တို့ story တို့ကိုဝင်နေကြတာဖြစ်ပါတယ်ခင်ဗျာဒီ luxury product တွေဆိုတာအခုပေါ့နော်ဒီ brometer လေးကိုကျွန်တော်ပြန်ဆက်ပြီးပြောရရင် ဒီဒီ luxury product တွေဖြစ်တဲ့ LV တို့ Air Max တို့မှာသုံးတယ် alligator တို့ crocodile တို့သူတို့ ostrich လဲတဲ့အသားတွေအကုန်လုံးကပေါ့နော်သူတို့က CIT ရဲ့ site ချက် certification ကိုရတာဖြစ်ပါခင်ဗျာ site ဆိုတာဘာလဲရှင်ဆိုရင်ပေါ့နော် convention on international trade on endangered species မျိုးတုံးပြောက်ွယ်ရောမဲ့တတော်ဝါတွေအကုန်လုံးကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းရဲ့ approve ကိုရထားတဲ့ firm တွေက account တွေကိုပဲသုံးတာဖြစ်ပါတယ်။ဟိုဖြောက်တော့ပေါ့နော်တရုတ်ပြည်ကထွက်တဲ့ account တွေကိုပဲအလို့သုံးပြီးဟိုပစ္စည်းတွေအလို့ထုတ်တာမဟုတ်ပါဘူးခင်ဗျာ။တို့က site certification ကိုရရှိထားဖြစ်ပါတယ်ခင်ဗျာ။တို့တို့ API အကုန်လုံးရဲ့အသားတွေက။နောက်တစ်ခုကဘာလို့တို့ရဲ့ sharper တဲ့ သတော်ဝါတွေရဲ့ပစ္စည်းတွေမပြောနဲ့ပေါ့နော်သူတို့မှာတုံးတယ်နွားသေးရည်တွေဆိုရင်လည်းပေါ့နော်သူတို့က pasture raised လို့ထားဖြစ်ပါတယ်ဘလို့ pasture raised လဲဆိုရင်ပေါ့နော်ဒီပေါ့နော်သူတို့ကကွင်းမြေထဲမှာနွားတွေအကုန်လုံးလွတ်ထားလိုက်တယ်လွတ်ထားတဲ့အတွက်သူတို့ရဲ့အကျိုးကျေးဇူးကပေါ့နော်သူတို့မှာလူတွေနဲ့အထီးတွေ့မရှိတော့သူတို့မှာ stress မရှိဘူးမကြောက်ရအောင်ကြောက်အောင်ကမှမသိလွတ်လပ်ဖြစ်နေဖြစ်တဲ့အတွက်သူတို့အသားရတင်းရင်းနေတယ်ပြီးရင်ပေါ့နော်သူတို့ရဲ့ဟိုပါပေါ့နော်ဟိုစားတဲ့ဟာတွေကလည်းသူက artificial မဟုတ်ဘဲနဲ့လုံးဝတဘာဝပေါက်တဲ့မြက်တွေပဲစားရတယ်ပြီးတော့သူတို့က european full grain ခေါက်ဟိုက်မှာသူ European မှာပေါ့နော်အဲ့ဒေတာမှာသူတို့သူတို့ရဲ့ယာတိဦးနဲ့ကိုက်ညီတယ်ကိုက်ညီမှာ inset တွေလည်းမရှိဘူးရှိရင်လည်းသူတို့ကြော်သားတွေတန်ပါတဲ့အတွက်ဟိုပေါ့နော်ခန္ဓာကိုယ်တွေမှာလည်း inset ကိုက်ထားတဲ့အရာတွေမရှိဘဲနဲ့ leather လုပ်ဖို့အတွက်ကိုတီးတန့်မွေးထားတယ်ကိုဟို leather နွားတွေဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ချက်ကပေါ့နော်ပတီနာလုပ်ထားတာပေါ့ပတီနာဆိုဘယ်လိုလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ LV80 ကိုင်နဲ့တီးတာတယ်ပေါ့နော်သူက သုံးတဲ့သူပေါ်နေအောင်ကြီးထိရင်ထိသလိုလက်ပွေလက်တွေအထိရအများကြီးများသလိုကျွန်တော် LV ရဲ့လေချိုးတွေကပေါ့နော်အယောင်ပြောင်းသွားတယ်ပေါ့အယောင်ရင့်တာကြီးမိန်တာပေါ့ဆိုတော့ vegetable vegetable ဟိုပေါ်တော့အယောင်ဆိုးတဲ့ဟာတွေနဲ့တစ်ခေါက်တွေကထွက်တဲ့ဟာတွေနဲ့ပဲလေတာအယောင်ဆိုးတာဖြစ်ပြီးမှအဲ့ဒါကအစ်စ်တွေမှာပဲသုံးပြီးမှလုံးဝ quality control တော်တော်မြင့်တဲ့ luxury product တွေသုံးတာဖြစ်ပါလိမ့်ခင်ဗျာနောက်ဆုံးဒီတရုတ်ပြည်မှာပေါ့နော်ဒီ LV ရဲ့ official website ကဈေးတွေရဲ့10%နဲ့ LV အစ်စ်တွေသာရနိုင်မယ်ဆိုရင် ဘာလို့အခုစင်ကာပူတို့ဘန်ကောက်တို့က LV တို့ MS တို့မှာတန်းစီနေတဲ့သူအများဆုံးကတရုတ်ပြည်ကလူတွေဖြစ်နေပါလိမ့်ခင်ဗျာဒါတော့ကျွန်တော်မြင်နေပြောပြသွားဖြစ်ပါလိမ့်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီထဲကောင်းတဲ့ကောင်းလေးနေနေပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ